မင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့ဂျွန်လာတက်မှာရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခေရန်နန်ကတင်ဆက်ပေးပါမယ်။နောက်ဆုံးထိုက်တန်သတင်းတွေထက်အင်ဒီနင်းမြုပ်စေတဲ့မြစ်ကြီးနားမြို့ရဲ့မြေရေနောက်ဆုံးအခြေအနေစကိုင်းမြို့ပေါ်ကတက်ကို short တိုက်တုံးဝင်သွားလို့အချုပ်သား2ဦးအပါဝင်ချစ်ဦးတစ်ဆုံးခဲ့တဲ့သတင်းချမ်းမာရာတပ်ပံတိမ်မှန်လိုင်စင်မေးရန်ဖန်စီရဲ့စပေမှန်စစ်ကောင်စီလက်အောက်အရာရှိတွေအခွင့်ထူးခံနေရတဲ့အကြောင်း ဘုံပတ်ကျင်းနေတဲ့စက်ကောင်စီရွက်ကောက်ပွဲအကြောင်းပြပြီးအပြည့်ရတက်တန်တလားထတ်တိုးပြန်တဲ့တဲ့င်းနှစ်လားကျော်လာပေမှငလျင်တန်တင်းပြည်သူတွေရဲ့ပြန်လေထူထောင်ရေးမရေရာမသေးချာသေးတဲ့အကြောင်းနိုင်ဂျီးယားမိုကဝါမြို့ရေကြီးမှုန့်မှာလူ150တန်းမနဲ့တည်ဆုံရတဲ့တဲ့င်းအဲ့လိုတနစ်တာအထူးကြဆုံးဖြစ်ခဲ့ပြည်တင်းပြေပတဲ့င်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးတဲ့င်းကတော့မြစ်ကြီးနားမှာ အီယာရီမြေရဆက်လက်မြင့်တက်နေလို့ရေပဲစွန့်ရင်နေကြရတဲ့အကြောင်းဖြစ်ပါတယ်။မိုးဦးမာတင်မြန်မာနိုင်ငံအထက်ပိုင်းကရှင်ပြည်နယ်မြစ်ကြီးနားမြို့မှာအီယာရီမြေရဆက်လက်မြင့်တက်နေတဲ့အတွက်ဒေသခံတွေ ရေပဲစွန့်ရင်နေကြရပါတယ်။အဲ့ဒီကအီယာရီမြေဟာမနေ့မေလ31ရက်ညပိုင်းကစတက်လာပြီးတဲ့နောက်အနှိမ်ပိုင်းရက်ကွက်ဖြစ်တဲ့ကျပောင်ရှင် ရက်ကွက်တစ်ခုလုံးနှိပါရင်းနှီးမြုပ်စေခဲ့ပြီဖြစ်တယ်လို့မြို့ခံတွေစီကသိရပါဗျ။မြေရဆက်တက်နေလို့နောက်ထပ် မြင်းနှိမ်ပိုင်းကြတဲ့ယူစနာကွက်တက်မြို့တက်ကြီးကွက်တက်နဲ့ရံပူကွက်တက်တွေလဲတတိပြုနေထိုင်ကြဖို့မြစ်ကြီးနာမြို့ခံအမျိုးသမီးတို့က MPA ကတဆင့်သတိပေးပြောဆိုလိုက်ပါတယ်စစ်ကောင်စီမိုးစလားဌာနရဲ့ဒီနေ့ဂျွန်လ၁ရက်နေ့မြေရီသတိပေးချက်အတွင် IRR မြေရီဟာမြစ်ကြီးနာမြို့မှာစိုးရင်ရင်မှတ်ရောက်ဖို့တုံးပေခွဲပဲလို့တော့တလို့နောက်တစ်ရက်အတွင်းအဲ့ဒီမြို့ရဲ့စိုးရင်ရင်မှတ်ကိုရောက်လာနိုင်တယ်လို့ဆိုထားပါတယ် မြေကျင်းနာမြို့မှာအီယာရီမြေရင်စွန့်ရင်ရမှတ်မလျှောက်ပန်းအခုလိုအနှိမ်ပိုင်းရက်ွက်တွေရေကြီးရေရှမ်းဖြစ်ပေါ်နေရတာစစ်စွန်းနေတစ်ခုနေပါရှိနေပြီဖြစ်တယ်လို့မြို့ခံတွေစီကသိရပါတယ်အခုလည်းမြေကျင်းနာမြို့အတွင်းဖြစ်ပေါ်နေတဲ့ရေကြီးရေရှမ်းမှုတွေကိုလူမှုကူညီကိစ္စရေးအသင်းတွေကမနေ့ကညတွင်ရှင်ကူညီချွတ်ပြောင်းပေးနေကြရတယ်လို့သိရပါတယ်တပန်းမနေ့ကလည်းမေခါမြေရင်မြင့်တက်လာမှုကြောင့်ရှီပွေမြို့မြစ်ပေကရက်ကွက်အလုံးရင်းနှဲမြုပ်ခဲ့တယ်လို့ စစ်ဘေးရှောင်စခန်းတွေလည်းအလုံးစုံရင်းနှဲမြုပ်ခဲရပါတယ်။လက်ရှိမြန်မာနိုင်ငံအထက်ပိုင်းဒေသဖြစ်တဲ့ကရှင်ပြည်နယ်မှာရေကြီးရေလျှံမှုတွေဖြစ်ပေါ်ရတာဟာဘင်္ဂလားပင်လယ်အော်မှာဖြစ်ပွားခဲ့တဲ့မုန်တိုင်းနဲ့မုတ်တုံလေအကောင်ချင်းကြောင့်မိုးသစ်ထွန်းစွာရွာသွန်းရတဲ့အတွက်ဖြစ်ပါတယ်။ဒုတိယအပုပ်အနေနဲ့ချမ်းမှာရှာတက်ပံတိမ်မတ်လိုင်စင်မိတ်ရန်ဖန်စီရဲ့စပေမဲ့စစ်ကောင်စီလက်အောက်ခံအရာရှိတွေအခွင့်အထူးခံကွင်းရတဲ့တဲ့ရင်ဖြစ်ပါတယ်။ ထိုင်းနဲ့တရုတ်နိုင်ငံတို့နဲ့ထိစပ်နေတဲ့ရှမ်းပြည်နယ်တစ်ခွင်မှာဒီနေ့ဂျွန်လာတက်ကစတင်ပြီးရာသက်ပံတင်စီမံလိုင်စင်မေးရန်တွေဖန်စီရေးစီမံချက်စတင်ပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။ဌာနဆိုင်ရာနဲ့ပူပေါင်းဖန်စီဖို့ညွှန်ကြားချက်အရစစ်သားရဲဥစည်းမှုန်နဲ့ညွှန်ကြားရေးမှုအဆင့်တွေအခွင့်ထူးခံအနေနဲ့ကင်းလွန်ခွင့်ရမယ်လို့ဒီအကြောင်းသိထားသူတွေက MPA ကိုပြောပါတယ်။ဒီစီမံချက်ဟာပြီးခဲ့တဲ့မေလ29ရက်နေ့က စစ်ကောင်စီရုံးဆိုင်ရာခရိုင်မြို့တွေမှာဌာနပေါင်းစုံပါဝင်တဲ့အစည်းအဝေးပြုလုပ်အပြီးမှာပဲတရားဝင်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒီစီမံချက်ကိုစစ်ကောင်စီထိန်းချုပ်ထားနိုင်သေးတဲ့ရှမ်းရှိရှမ်းတောင်ကမြို့ကြီးတွေမှာအရင်ဆုံးပြုလုပ်နေတာဖြစ်တယ်လို့ MPA ကကနဦးသတင်းရရှိထားပါတယ်။တောင်ကြီးမြို့အေတာယာမြို့တာရှိလိတ်မိုင်းဖြတ်ကျိုင်းထုံနယ်မြို့နယ်တချို့မှာစတင်ပြုလုပ်နေပြီလို့သိထားရပါတယ်။ဒီနေ့မနက်ပိုင်းမှာပဲတောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းပေါ်မှာဖွင့်လှစ်ထားတဲ့ဆိုင်ကယ်အယောင်းဆိုင်တွေနဲ့ပွဲစားတန်းတွေကိုစစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ရဲနဲ့ရန်ထင်းရေးတွေဝင်ရောက်ဆက်ဆဲခဲ့လို့သိရပါဗျ။ဒီလိုလိုင်စင်မိတ်ရန်တွေကိုလိုက်လံဖမ်းဆီးမှုတွေကိုဝေယိုစီးနှင်းနေသူတွေကမနှစ်မြို့ကြပဲတင်သွင်းလာသူတွေကိုအရင်ဆုံးနှိမ်နှင်းတင်တယ်လို့ပြောဆိုနေကြပါဗျ။ရှမ်းပြည်နယ်တောင်ပိုင်းမြို့တော်တောင်ကြီးမှာပြီးခဲ့တဲ့မေလကလေးကစတင်ပြီး လိုင်စင်မဲ့ရောင်းဝယ်နေသူတွေကိုပြစ်မှတ်ထားဖမ်းဆီးမှုတွေပြုလုပ်နေပြီးနေအိမ်ထက်ထိဝင်ရောက်ဖမ်းဆီးတာတယ်လီဖုန်းတွေကတဆင်အသွင်ယူတင်းလွန်စားချပီးဖမ်းဆီးရတဲ့အထိပြုလုပ်နေတယ်လို့မြို့ခန့်တွေစီကနေသိရပါဗျ။ဒီလိုရှမ်းပြည်တခွင်လိုင်စင်မဲ့ရန်တွေဖမ်းဆီးနေပေမဲ့ထိုင်းမြန်မာနေဆက်ကရင်ပြည်နယ်မြောက်ရီမြို့မှာတော့ဒီနေ့အထိဖမ်းဆီးရမျိုးမရှိသေးဘူးလို့သိရပါဗျ။တတိယသတင်းမှာတော့စကိုင်းမြို့ထဲကတက်တဲ့ short တိုက်တုံးဝင်သွားလို့ တပ်ရှုပ်သား2ဦးအပါအဝင် ရှစ်ဦးသေဆုံးရတဲ့သတင်းဖြစ်ပါတယ်။စကိုင်းမြို့ခြေဆိုင်တပ်မ33လုံးခေါ်ကြတဲ့အမှတ်33ချင်းမြန်တပ်မဌာနချုပ်ကိုရှော့တိုက်တုံးပြစ်ခတ်တိုက်ခတ်မှုအတွင်းရှစ်ဦးပွေရှင်ပြီးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့လို့သတင်းရရှိပါတယ်။မနေ့မေလ31ရက်မွန်းလွဲ2နာရီမိနစ်20လောက်ကပြုလုပ်ခဲ့တဲ့စစ်စင်အတွင်းတပ်မ33အထက်ကိုတရားခွန်မမရှော့တိုက်တုံး3လုံးနဲ့ပြစ်ခတ်မှုကြောင့်သေဆုံးရသူတွေအထက် စစ်သား6ဦးနဲ့တပ်တွင်အချုပ်သား2ဦးတည်ဆုံခဲ့ရဖြစ်တယ်လို့ Bravoria for Myanmar BWM ရဲ့ဒီနေ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီတိုက်ခိုက်မှုအပြီးတပ်မ33ဖက်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးအဲ့ဒီတပ်မထဲကိုဆေးရုံကားနဲ့နာရဲကားတွေဝင်သွားတာလဲပြုမြင်ခဲ့ရတယ်လို့ BWM အဖွဲ့ကတာဝန်ရှိသူတဦးက MPA ရဲ့တည်ဆုံသူပမာဏနဲ့ပတ်သက်ပြီးအတည်ပြုချက်ရယူမှုကိုပြန်လည်ဖြေကြားပါတယ် ရှော့တိုက်တုံးကြောင့်ဒဏ်ရာသူတွေအထက်မော်တော်ယာဉ်မုန်းတဲ့စစ်သည်3ရဲ့ဒဏ်ရာတွေပြင်းထန်ခဲ့တယ်လို့လှန်ခံထိမှန်ပျက်စီးမှုကြောင့်ရင်းမဲ့3ဦးလည်းဒဏ်ရာရရှိသွားတယ်လို့ BWN ကဆိုထားပါသေးတယ်။ဒါ့အပြင်ဗဟိုကင်းမင်းလောင်ပျက်စီးခဲ့ပြီးတပ်တုံးမော်တော်ယာဉ်2စီးနဲ့လှန်ခံတခန်းလည်းရှော့တိုက်တုံးထိမှန်ပျက်စီးခဲ့လို့ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။အချိန်၄၀မြောက်အခုမှရှင်ကို BWN ရဲ့ဥဆောင်မှုနဲ့ Shadow Sky အဖွဲ့ MMD အဖွဲ့နဲ့စကိုင်းမျိုးပြပျောက်ကြားအဖွဲ့တို့ပူးပေါင်းဖော်ဆောင်ခဲ့ရဖြစ်တယ်လို့သိရပါတယ်။နိုင်ငံတော်ရဲ့ short title machine နဲ့လိုက်လံဖော်ဆောင်နေတဲ့ BWN ရဲ့တမ33တိုက်ခတ်မှုအပီအခြေအနေနဲ့ပတ်သက်လို့ MPA အနေနဲ့တိကျအတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူး။နောက်ထပ်ပြောပြချင်တာကတော့တနိုင်ငံလုံးဘုံပတ်ကျင်းနေတဲ့စစ်ကောင်စီကဟန်ပြအပြစ်ခတ်ရက်တလားထတ်တိုးလိုက်တဲ့အကြောင်းဖြစ်ပါတယ်။ လူအစုလိုက်ပြုံလိုက်တည်ဆုံးစေတဲ့ဖြတ်အပြင်းဘုံတွေအတုံးပြူတိုက်ခိုက်နေတဲ့စစ်ကောင်စီဟာဟန်ပြအနေနဲ့အပြည့်ရတက်တန်ကိုတလားထတ်တော်တဲ့အကြောင်းမင်းညပိုင်းကထုတ်ပြန်လာပါတယ်။လက်ချိန်မြောက်အပြည့်ရကြင်ညာမှုဟာလည်းအရင်အချိန်တွေတုန်းကအကြောင်းပြချက်တွေလိုပဲငလျင်တန်ပြန်လဲထူထောင်ရင်းနဲ့စစ်ကောင်စီလုပ်ဖို့ဆိုင်ပြင်းနေရဲ့ရွေးကောက်ပွဲတွေပဲဖြစ်ပါတယ်။ဂျွန်လာတက်ကနေ30ရက်နေ့အထိတက်တန်ချိမှန်ယာယီပြစ်ခတ်တိုက်ခတ်မှုရက်စဲကာလအတွင်းတက်စခန်းတွေ တမဌာနချုပ်တွေကိုတိုက်ခိုက်တာအင်အားစုဆောင်းတာနေမြေချစ်ထွန်တာတွေပြုလုပ်တယ်ဆိုရင်ပြန်လည်တုံ့ပြန်မယ်ဆိုပြီးစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အတွင်ဆိုထားပါတယ်တဖန်အဲ့ဒီထုတ်ပြန်ချက်ထဲစစ်ကောင်စီရွက်ကောက်ပွဲကိုဒီနှစ်ထဲမဖြစ်မနေကျင်းပနိုင်ဖို့ကြိုတင်ပြင်ဆင်နေတဲ့အကြောင်းလဲထပ်မံပြောဆိုသွားပါတယ်ပြည်သူရဲ့ဆန္ဒမေးပေးနိုင်ရဲ့အတွက်ဒေသလိုက်တင်ရင်အေဂျင့်မှုရရှိဖို့လိုအပ်နေရလို့စစ်ကောင်စီကပြောပါတယ်လက်ရှိစစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဒီနေ့2025ခုနှစ်ဒီဇင်ဘာလထဲရွေးကောက်ပွဲပြုလုပ်ဖို့ရက်သတ်မှတ်ထားပြီးလို့ပြည်ခဲ့မေလ16ရက်နေ့ကထုတ်ပြောထားပါတယ်စစ်ကောင်စီဟာမက်လန်20ရှယ်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ပြီးဧပြီလ2ရက်နေ့စတင်ပြီးမေလ31ရက်နေ့အထိယာယီအပြည့်ခတ်ရက်စရဲအကြောင်း၃ချိန်ခွဲပြီးကြေညာချက်ထုတ်ပြန်ထားပါတယ်ဒါပေမဲ့မြေပြင်မှာတော့အရက်သားပြင်မဲ့တွေကိုရွေးချက်ရှိရှိနေဆံဘုံကျဲတတ်ခတ်မှုတွေပြုလုပ်နေရမှာ မတ်လ28ရက်ကနေမေလ16ရက်နေ့အထိလေကြောင်းတက်ခိုက်မှု445ကြိမ်မှာလူ416ဦးသေဆုံးခဲ့ရတယ်လို့ NUG ရဲ့ထုတ်ပြန်ကြေညာသိရပါတယ်။ဆက်လက်ပြီးငလျင်တန်တဲ့မိသားစုတွေရဲ့မရေရာတဲ့ပြည်လဲထူထောင်ရေးကိုယ်တိုင်ရုံးကန်နေကြရတဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။ဖြတ်အပြင်းငလျင်ကြီးလှုပ်ခတ်မှုအပေနှစ်လကျော်ကြာတဲ့တိုင်အောင်ငလျင်တန်တဲ့မိသားစုတွေအနေနဲ့အခက်အခဲတွေကိုရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ပြန်လည်ထူထောင်ရေးအတွက်ရုံးကန်နေရဆဲဖြစ်တဲ့အကြောင်းသတင်းရရှိပါတယ်။မက်ရှလန်28ရက်ကသမိုင်းဝင်ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မန္တလေးနဲ့စကိုင်းမှာရှိတဲ့ငလျင်တန်းခန်းစားခဲ့ရတဲ့ထောင်ပေါင်းများစွာသော မိသားစုတွေဟာလူနေထူထပ်ပြီးလုံခြုံမှုအားနည်းရဲ့ယာယီစခန်းတွေမှာဆက်လက်နေထိုင်နေကြရဆဲဖြစ်တယ်လို့သိရပါတယ်။မိုးကာလကိုရောက်လာပြီးဖြစ်တဲ့အတွက်ဘေးဒဏ်ခံထားရသူတွေအတွက်ဘေးအန္တရာယ်လည်းပုံပုံများပြားလာတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးဂျုံး UN OSHA ကထုတ်ပြန်ပြောဆိုပါတယ်။တပံယာယီစခန်းနေရာတွေနဲ့ပြန်လည်အခြေချတဲ့နေရာတွေမှာတောက်တုံရဲ့ပတ်ဝန်းကျင်တန့်ရှင်မှုရေဆိုးထုတ်စနစ်တွေလုံလောက်စွာမရှိခြင်းပြီးတော့ဝမ်ပြဲဝမ်ရှော့ယောဂါနဲ့အရေပြားယောဂါတွေဖြစ်ပေါ်နေတယ်လို့ UN OSHA ကပြောပါတယ်။ကုလသမဂ္ဂနဲ့မိဖက်အဖွဲ့တွေကငလျင်တန်းတင့်ပြစ်သူတွေအတွက်စားနေရခါကျန်းမာရေးစောင့်ရှောက်မှုအမိုးအကာရေအင်တာနက်တကူရဲ့တန့်ရှင်အကူအညီတွေကိုတုံ့ပြန်ဖြန့်ဝေနေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဥစားပေးဆောင်ရွက်နေရလို့လဲ UN OSHA ရဲ့ထုတ်ပြန်ချက်ထဲပြောထားပါသေးတယ်။ဒါပေမဲ့ပြည်သူတွေကတော့ UN အဖွဲ့အစည်းတွေကနေရေပူရမကြတဲ့အခုလိုထုတ်ပြန်ပြောဆိုချက်တွေကိုသဘောမတွေ့ပဲဖြစ်နေကြပါတယ်။မွန်ရွာခြေဆိုင်နိုင်ငံတက်ကြွလှုပ်ရှားသူတူကတော့ငလင်ဘေးအကူအညီပေးနေတဲ့ကုလသမဂ္ဂနဲ့မိဖက်အဖွဲ့တွေအနေနဲ့အခုလိုအမတန်ရေပူရကြတဲ့ထုတ်ပြန်ချက်တွေထုံးမဲ့အစားဗေဒေတာကဘေးတင်ပြည်သူဘလောက်ကို ဘာတွေကူညီခဲ့တယ်ဆိုတာမျိုးစင်းစရာခံခံမမှာထုတ်ပြန်စေချင်တယ်ပြီးတော့တော်လင်းထိန်းချုပ်နေမြေအထက်ကငလင်းဘေးသင့်ပြည်သူတွေကိုဘာတွေကူညီနေတယ်လဲဆိုတာလည်းထုတ်ပြန်ဖို့လိုတယ်လို့မှတ်ချက်ပေးပါတယ်ငလျင်ဘေးသင့်ပြည်သူတတသမတတန်းကိုအတိကထားအကူအညီပေးအပ်ဖို့ရည်ရထားတဲ့ငလျင်အရေးပေါ်ကူညီရေးအစီအစဉ်အတွက်တောင်းခံထားတဲ့အမေရိကန်ဒေါ်လာ295သန်းအနက်ကန်ဒေါ်လာ63ဒသမ8သန်းကိုပဲလက်ခံရရှိထားတယ်လို့ UN OSHA ကပြောဆိုထားပါတယ် နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်ကတော့နိုင်ဂျီးယားမိုကွာမြို့ရေကြီးမှုအတွင်လူ152ဦးထပ်မံတည်ဆုံရတဲ့သတင်းဖြစ်ပါတယ်။နိုင်ဂျီးယားနိုင်ငံမြောက်ပိုင်းနိုင်ဂျာပြည်နယ်မှာရှိတဲ့မိုကွာမြို့မှာ ဖြစ်ပေါ်နေတဲ့ရေကြီးရေရှမ်းမှုအတွင်အနည်းဆုံးလူ152ဦးတည်ဆုံခဲ့ရပြီးနေအိမ်ထောင်ပေါင်းများစွာပျက်စီးခဲ့လို့နိုင်ငံတကာသတင်းတွေအရသိရပါတယ်။နိုင်ဂျာပြည်နယ်မှာရှိတဲ့စစ်စင်ရုံအခြေခံ ဟူစိန်နေအီစာကမေလ31ရက်ကကက်ဆဲလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေရလို့ပြောပေမဲ့လူအများအပြားရေဘဲအနေနဲ့ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ပြောဆိုပါရယ်လက်ရှိအချိန်ထိအလောင်း135လောင်းကိုတွစ်ရှိထားပြီးရည်စည်းကြောင်နောက်ထပ်အလောင်းတွေကိုထပ်မံတွစ်ရှိရနိုင်တယ်လို့မြစ်အောင်ပိုင်းမှာလည်းအလောင်းတွေဆက်လက်တွစ်ရှိနေရတယ်လို့သူကပြောပါရယ်ပြီးခဲ့တဲ့ဗုဒ္ဓကုနဲ့နှောင်းမကမကွာမြို့မှာနိုင်ပေါင်းများစွာကြောင်မိုတိထန်စွာရောသွန်းခဲ့ပြီးတဲ့နောက် နေရင်အများပြရေစင်းနဲ့မျောပါခဲ့ပြီးလူပေါင်းများစွာပျောက်ဆုံးနေရဆဲဖြစ်တယ်လို့သိရပါတယ်။ဒီအကျိုးဆက်အကြောင်းအနည်းအနာမြို့တစ်မြို့မှာရှိတဲ့ဆေးကျိုးပေါက်ခဲ့တဲ့အတွက် ရေပဲအခြေအနေကပုံမဆိုးဝါးစေခဲ့တာဖြစ်တယ်လို့ဒေသတွင်သတင်းဌာနတွေကိုကိုကာပေဖော်ပြတဲ့သတင်းတွေအရသိရပါတယ်။အဲဂျာဇီးယားသတင်းဌာနရဲ့အဘူဂျာမြို့ကသတင်းထောက်အာမတ်အက်ဒရက်ကတော့နိုင်ဂျီးယားမှာမိုးရသည့်အချိန်ဒီလိုအဖြစ်ဆုံးမျိုးတွေဖြစ်ပေါ်နေရတာဖြစ်တယ်လို့ပြောပါတယ် မိုကွာမြို့ဟာနိုင်ဂျီးယားတောင်ပိုင်းကကွန်တရယ်နဲ့မြောက်ပိုင်းကစားတောက်ကုံစိုက်ပျော်သူတွေအတွက်အဓိကဆုံမနဲ့ကူတန်းသွားလာရာမြို့တစ်မြို့ဖြစ်ပါတယ်။လူ15ဦးသေဆုံးခဲ့ရတဲ့မိသားစုတွေအထက်ကကြံရည်သူအသက်26နှစ်အရွယ်မိုဟာမက်တန်ကိုကတော့ပြစ်စီရဲ့အကုံပြက်စီသွားပြီးအကုံဆုံးရှုံးသွားပြီလို့ပြောပါတယ်။နိုင်ဂျီးယားနိုင်ငံရဲ့မိုးရသည်ဟာပုံမှန်အပြင်6လကြာမြင့်ပြီးစတင်ချိန်မှာနိုင်ဂျီးယားမိုးလေဝသအေဂျင်စီကပို့တကူနဲ့ကနေတောက်ကြတဲ့အတွင်းနိုင်ဂျာပြည်နယ်အပါအဝင် နိုင်ဂျီးယားရဲ့ပြည်နယ်36ခုအနက်15ခုမှာရုတ်တရက်ရည်ကျင်းမှုတွေဖြစ်ပွားနိုင်တယ်လို့သတိပေးခဲ့ပါတယ်။ MPA ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ကြီးရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ။